အောင်အောင်မုံလေးဆိုရင်တော့လည်းပေးစားချင်တာပေါ့နော်သူလည်းသူ့ရဲ့တခုအဲ့ဒါကတော့ရွေးချယ်နေတော့မယ်ကျွန်တော်တယောက်တည်းပဲနေကျင်သေးတာအမေနဲ့ပွားနေနေကြလေပြန်လာမေးပွားကြီးအဲ့လိုမျိုးပေါ့သူကအဲ့ဒါဒီမှာယူဖို့ဒီပါနေရနည်းနည်းတော့စိတ်ထဲမှာဝေးတယ်လို့တင်သေးတယ်တယောက်တည်းနေသားကြနေပြီဆိုတော့အဲ့လိုမျိုးနှစ်ယောက်ဖြစ်သွားရင်လည်းပြဿနာကြီးများတော့အဲ့ပြဿနာတွေကိုကျွန်တော်မလို့ချင်တော့ဘူး အဲ့တော့ကျွန်တော်ကတယောက်တည်းပဲနေချင်တော့မိမယူပြေးဝိုင်းလဲမင်းနဲ့မကွဲဘူးနော်အဲ့လိုမျိုးမေရနုနာကန်တာဟုတ်ကျွန်တော်ဖြစ်ချင်တာကြီးကျွန်တော်မလောက်ရသေးတာကြီးဖြစ်တင်တာကြီးအများကြီးရှိပါသေးတယ်အဲ့အတွက်ကျွန်တော်ကဟိုအများကြီးစူးစမ်းစူးစမ်းအောင်မယ်လေ အဲ့တော့ကျွန်တော်ပြည်သက်တွေအတွက်လည်းကျွန်တော်တချင်းတွေကဟောကျွန်တော်အများကြီးမဆိုခဲ့ဘူးလေဒါပေမဲ့အခုအာတချင်းတွေကျွန်တော်အခုပြန်ပြန်ပြီးတော့ဆိုနေပြီပေါ့နော်အာအရှိန်လေးပြန်ရနေပြီပြောရရင်အရှိန်အရှိန်လေးပြန်ရနေပြီအာကျွန်တော်ဒီ MTV ဆိုလို့ရှိရင်လည်းကျွန်တော်အရင်တုန်းကတချင်းတွေသာရှိတာဟို MTV ကျွန်တော်ကျွန်တော်အဲ့လိုမရိုက်ခဲ့ရအောင်မရိုက်ခဲ့ရအောင်တော်တော်ထက်ထက်ဝင်ဝင်ကိုအဲ့လိုမျိုးမင်းသားနဲ့မင်းသမီးအဲ့အဲ့လိုမျိုးဖတ်တာတို့ကြည်နူးတာတို့ချစ်တာတို့ကြိုက်တာတို့ငိုတာတို့လေ ိုကဝါသနာပဲပါတာဒါပေမဲ့အရင်တော့အဲ့လိုအခွင့်အရေးလုံးဝမရှိခဲ့ဘူး။အော်တချင်းနေဆိုမယ်ရှိုးဖွဲ့ရေးဆိုမယ်ဒါတွေနဲ့ပဲဒီဒီဒီဘက် MPV ဘက်ကိုတိတ်ပြီးတော့ကျွန်တော်မသွားဖြစ်ဘူး။အအခုအချိန်ကြတော့မှအဲ MPV ရိုက်ရတဲ့အချိန်ကြတော့မှအဲ့ကြတော့မှကိုယ့်ရဲ့အားနဲ့တည်းကိုတည်တယ်။ဝါသနာတော့ပါခဲ့တယ်ဖြစ်တော့ဖြစ်ချင်းခဲ့တယ်ဒါပေမဲ့ဟိုဟိုကိုယ့်ရဲ့အားနဲ့ချက်ကအအများကြီးပဲတကယ်ဒီသရုပ်ဆောင်တဲ့ဘိုင်းမှာလည်းသူ့ပြင်ချင်တဲ့သူရှိတယ်ဆိုတော့တကယ်မှန်တယ်တကယ်အများကြီးပဲတကယ်တည်သွားတယ်တကယ်။အကျွန်တော်တော်တော်လေးကို တတော်ကြိုးကြိုးစားစားနဲ့တတော်ဒီတချင်းလေးတစ်ပုဒ်ကိုအခုအဲ့ဒီတချင်းလေးကမကြခင်ထွက်တော်မှာပေါ့နော်။အော်မင်းသမီးကလည်းတကယ်တကယ်ဝိုင်းမင်းသမီးနဲ့ဆိုရဲခါကြတာလေးနော်။ဟိုနေလေးပေါ့နော်။ तू ကတော့ကျွန်တော်တော့ဟိုတွဲခေါ်ပါတယ်။တွဲခေါ်ပါတယ်။ तू ကတော့အရန်ဟိုတော်တော်ပါတယ်။အာကျွန်တော်ကဟိုဟိုအကျင့်သားမရသေးတာပေါ့နော်။နှစ်နှစ်တည်းအများကြီးကြာနေပြီဆိုတော့အခုမှပြောင်းရဲခါကြတော့အခက်ခဲလေးတော့ရှိပါတယ်။အော်ဒါပေမဲ့ဒီဒီ MV လေးလည်းဟိုထွက်လာလို့ရှိလို့ရှင်လေဟို ဟိုပြိတက်တွေဟိုဝေဖန်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်တယ်ဟုတ်။ तू ကတရုတ်ငိုတွေကတရုတ်မဆောင်ဘူးကြည်ရတာ။အမျိုးပြင်းနေတာပေါ့တင်းတရိုက်သားတင်းတင်းနောက်ဆုံးကြတော့လေဘာဖြစ်သွားတာပေါ့အဆင်ပြေသွားပါတယ်သူတင်းတဲ့အတိုင်းပဲပြစ်သွားတာပေါ့မလေးတော်အဲ့တော့မှတော်သေးတာပေါ့ကျင်းဖို့ရရတာမလွယ်ဘူးနော်အရင်ပင်ပန်းတာကြီးတယ်လူရောသူတရုတ်ဆောင်သွားတာရောအဲ့နောက်ဆုံးကြတော့အဆင်ပြေသွားပါတယ်နောက်ဆုံးကြငိုချပလိုက်တယ်လေ ငိုချမလိုက်တယ်ဘာဖြစ်လို့လဲပင်မနေပြီသူတို့ပြောတဲ့နေရာလဲကျွန်တော်ကမရအောင်မရတော့ကျွန်တော်ကိုကျွန်တော်အားမရအားမရနောက်ဆုံးနောက်ဆုံးခန်းလဲတကယ်ငိုချပလိုက်တယ်ကျွန်တော်အလုံးဝမျက်ရည်စင်းနဲ့ငိုချပလိုက်တယ်ပင်မနာပါ तू ကသူကလွယ်လွယ်ပဲတချင်းတက်ဆိုလို့ဆိုလို့ရမှာအောင်မေးတာလေ။သူကဘယ်လိုပါမလဲ။တရုတ်ဆောင်တာတွေဘာလဲဘာမှမရှိဘူး။အဲ့နေကြတော့မှအဲ့မှာရိုက်ခွင်းမှာဟိုငိုလိုက်ရီလိုက်အာကျစ်လိုက်မုန်းလိုက်အဲ့လိုမျိုး တော်တော်တော်ပင်မနဲ့လှုပ်ရတာလေအချိုးပဲသွားရင်လိုက်နိုင်လိုက်တယ်အခုကျတော့မလိုက်နိုင်တော့ဘူးလေအရင်နေပဲပုံးတလုံးနဲ့သားရပဲရောက်ပြီလေအသာအဆင်ပြေလားအသာပြေတက်တယ်အားပြေရလားအမေကတော့စူတောင်းပေးနေရတာပေါ့အရင်နေပြီပေါ့လေသူကပြည်တွင်းဆိုလို့ရှိရင်သူကတောင်းတောင်ပွဲကြံသူကလိုက်တယ်တော့ဒါပေမဲ့ဟိုပြည်ပတို့ဟိုခီးတွေပါကြတော့သူကမလိုက်နိုင်ဘူးမလိုက်နိုင်မလိုက်နိုင်မလိုက်နိုင်လို့လိုက်နိုင်ရင်လိုက်အောင်ပါနေပြည်တော်ကတော့သူလိုက်နိုင်သေးတယ်လိုက်သေးတယ် အခုချိန်ဒီအခုချိန်ဒီကျွန်တော်မေးရမှာဟိုမွေးတာလည်းဟိုတားတယောက်တည်းမွေးတာတော့တားကလည်းဆူဆူလေးမွေးတာဆိုတော့ဒီမှာအခုချိန်ဒီကိုလိုက်နေတော့မယ်ဟုတ်เออเมโกนดาเมโกนดาเปียอ๋อหมูเล้ဆိုရင်တော့လေပေးစားခြင်းတာဗောเนาะသူလဲသူရဲတခုအဲ့ဒါကတော့ရွေးချယ်နေတော့မယ်ကျွန်တော်တယောက်တည်းပဲနေခြင်းလေးကအေးတကယ် တော့တယောက်ဆယ်ပဲနေပါမေရောဒါမေနဲ့ပွားနေပြန်လေပြန်လာမေကြီးပွားကြီးအဲ့လိုမျိုးပေါ့အဲ့ဒီနေရပါမေချွဲတယ်ချွဲတယ်ချွဲဆိုသူကဒါဒီမယူဖို့ဒီပါနေရနည်းနည်းတော့စိတ်ထဲမှာဝေးတယ်လို့တင်သေးတယ်အဲ့လိုတော့တင်ဟုတ်ကဲ့နေသားချနေပြီဆိုတော့လေတယောက်တည်းနေသားချနေပြီဆိုတော့ဘယ်လိုမို့နှစ်ယောက်ဖြစ်သွားရင်လည်းပြဿနာကြီးအများတော့အဲ့ပြဿနာတွေကိုကျွန်တော်မလို့ခြင်းတော့အဲ့တော့ကျွန်တော်ကတယောက်တည်းပဲနေခြင်းတော့ဟုတ်မိမယူပြေးဝိုင်းလဲမင်းနဲ့မကွဲဘူးနော်အဲ့လိုမျိုး မေရနုနာကနာဟုတ်အာမင်ဘွာအေးဘာအဲ့လိုမျိုးလေးတော့ရှိတာပေါ့ဖြစ်လာမှာပေါ့ easy ပေါ့ဖြစ်လာမှာပေါ့ဘယ်တွေရောက်နေကလေးကဘယ်တက်နေတာမှာပေါ့ကျွန်တော်40 40လောက်ကြောင်းဟုတ်40လောက်ကြောင်းမှာပဲကျွန်တော်အိမ်တော်ရေးကိုစဉ်းစားမယ်လို့တော့စိတ်ကူကြတယ်ဟုတ်လောလောဆယ်မှာကျွန်တော်ပြည့်စက်တွေတော့ချင်းနေအများကြီးဆိုလိုက်ဦးမယ်ကြီးနော်ချင်းနေကျွန်တော်ကျွန်တော် ရှိတဲ့အမှုပညာကိုကျွန်တော်ဟိုချပြအောင်မယ်။အာတချင်းတွေအများကြီးကျွန်တော်စုချင်ပါသေးရဲ့။အားကြောင့်40ကျော်လောက်တော့မှပဲအိမ်တော်ရေးကိုကျွန်တော်စဉ်းစားပါမှာ။ဟုတ်ပါဘူး။ပြန်40အတွက်ကိုခုလေးရွေ့နေတယ်။အခုလေးကတွေ့သေးပါအောင်တွေ့သေးပါအောင်။ကဲတွေ့ရလို့ရှိရင်အမှုကိုကျွန်တော်မိတ်ဆက်ပေးမှာပါ။အာတွေ့ရလို့ရှိရင်မိတ်ဆက်ပေးမှာပါ။ဟုတ်ပေါ့။ဒီဟာလေးအလူတယောက်နဲ့တယောက်လည်းဖူးစာဆိုတာလည်းပြောလို့မရဘူးလေရေဆက်ဆိုတာလည်းပြောလို့မရဘူးအဲ့တော့ဟိုကျွန်တော်ဘက်ကတော့ ဟိုယောက်ျားတယောက်အနေနဲ့အကောင်းဆုံးဖြစ်အောင်ကျွန်တော်ဘက်ကတော့ယောက်ျားပြပြတတ်တာကျွန်တော်နေထိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့ထိုက်တဲ့မိန်းကလေးကသူ့အတူဟိုရောက်လာမှာပဲဆိုတော့ယုံကြည်ပါတယ်ဟာဒီရည်ကြည့်နေနေတဲ့အကြောင်းများနော်မင်းတို့ချစ်လို့အာခုနပြောလို့ပဲကျွန်တော်မိန်းကြီးကလည်းကျွန်တော်တူးတူးတော့တားလေအိမ်မှာဟိုငငယ်လေးတွေကမိန်းနဲ့တူတူဘူးခွင်းလည်းမခွင်းနိုင်ဘူးအဲအဲ့လိုမျိုးဆိုတော့ဟို တိတ်ပြီးတော့ဟိုအိမ်အောင်ရင်းသူ့ကိုလေတိတ်ပြီးတော့တွဲတဲ့ကြီးသားရဲ့ girlfriend ဆိုလို့ရှိရင်လည်းသူနဲ့အဆင်မပြေလို့ရှိရင်လည်းကျွန်တော်ပုံမလင်းပြောရလေဝင်လင်းပြောပြီးတော့အဆင်မပြေဘူးဆိုအဆင်မပြေဘူးအဆင်မပြေအဲ့လိုပဲပေါ့နော်ဒီခင်နာခင်နာမြင်နာလို့ရတယ်ချစ်ဆက်ပြီးတော့ဒီစီးလေးကိုထပ်ပြီးတော့ကြော်လို့မရတော့ဘူးအဲ့အဲ့လိုမျိုးပြီးတော့ အာအခုနောက်ပိုင်းအဲ့လိုမိုးလေးတော့နေထိုင်ပါတယ်ဟုတ်ကျွန်တော်ကြိုက်ကြကျွန်တော်လည်းကြိုက်အောင်ပါလေအဲ့တော့ကျွန်တော်ကျွန်တော်လည်းတော်တော်လုံးပေါအောင်ပါကျွန်တော်လည်းကြိုက်အောင်ပါလေကျွန်တော်ကြိုက်အောင်ပါမေးလည်းဝါပြေအောင်ပါမေးလည်းလက်ဆင်းပြေအောင်ပါနီးတော့တော့အေးချစ်စစ်လေးတွေပဲတော့ကြတယ်အဖိုးကခေါ်ချော်တယ်လည်းသိမ့်မကြိုက်ဘူးခေါ်ချော်လည်းသိမ့်မကြိုက်ဘူးခေါ်ချော်ဆိုတာမေးရဲ့မင်းကလေးပြပါလေအပြင်ပိုင်းမှာအပြင်ပိုင်းမှာကြည့်ုံနဲ့မတိနိုင်ဘူးမင်းကလေးတွေက သူ့ရဲ့အတွင်းစိတ်ကိုသူကအဲ့လိုမျိုးကိမျက်စီပေါ့နော်ဟိုကြတော့ငါတို့လည်းတော့မသိကိတော့မိပါတယ်အဲ့လိုမျိုးဘာဖြစ်ဖြစ်သူတို့ဖြစ်ပြတယ်ပါဝင်မျက်စီကမှဘလို့ကြီးလည်းမသိဟိုလည်းဝင်မလာအဲ့လိုမျိုးအဲ့လိုမျိုးနေစပြပေးပါဦးဒါမေးရဲ့ဒါအကြိုက်ကြိုက်ဘယ်လိုမျိုးခက်ကတော့ခက်ကတော့မတူတော့ဘူးပေါ့မေးတို့မေးတို့ခက်တော့ကတော့မေးတို့ခက်အဲ့လိုမျိုးဟို စကက်ဆိုလို့ရှိရင်လည်းဒီဒူးပုံးလေးတွေဝတ်ကြရဲပေါ့နော်အကုန်လုံးဒီဒီမှာဆိုလို့ရှိရင်လည်းအဖောင်းလေးတွေပါတယ်တို့တွေကငငယ်လေးတွေကတို့အပြုံလုံးကအဲ့လိုပုံစံနေနဲ့အဲဒီဘက်ခေတ်ပုံစံနေနဲ့တော့ဟိုမတူတော့ဘူးပေါ့ဒါပေမဲ့မိအခုဒီဘက်ခေတ်အခုခေတ်ကကြောင့်အပွားတွေခေတ်စားတာတော်သေးရဲ့အခုကမိကလေးလုံ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 းတော်ဖြစ်သွားပြီနော်အဲလူငယ်တွေဆယ်စုနှစ်လူငယ်တွေဟုတ်တယ်ဆယ်စုနှစ်လောက်ကတော့အတော်အတူအပြတ်တွေအရင်ခေတ်စားတာလေ အခုအခုနောက်ပိုင်းကျတော့အခုအပွားခေတ်တွေဖြစ်ကုန်ပြီပုံလုံးလုံးစုံစုံနဲ့ဖြစ်ကုန်ပြီဒီလိုမရသေးဘူးဒီမှာလည်းတာမင်းရတာတာမင်းရတာလေ